အဲ့တော့ကျွန်တော်ကဲရတော့ဗျာဒီစီကလေးရတယ်ဘာဘာမရှိအဲ့တော့တူရတန်အဲ့ဒါလေးရရှိအဲ့အဲ့ဒါလေးနဲ့ကဲတယ်နေရတာပါဗျာဟုတ်ကျွန်တော်တို့မှာဘယ်လိုဖြစ်လဲဆိုတော့ကိုရကဲရမဲ့တဲ့ခံစားချက်ကြီးကအများအတန်းလို့လို့ဝင်နေတယ်ဗျတိလားအဲ့တော့နိုင်ငံမှာတခုထားဖြစ်ပြီဆိုရင်တော်တော်ဝမ်းနေရတယ် မက်လ28ရက်နေ့ကလှုပ်ခတ်ခဲ့တဲ့ပြင်းထန်တဲ့ငလင်ကြီးကြောင့်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာ ထိခိုက်ဒေဆုံးမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေများခဲ့ပါတယ်။ကြီးမားတဲ့ငလင်ဘေးဒုက္ခအတွက်ကုညီကစေးလှုပ်ပေးနေတဲ့ပရဟိတအဖွဲ့တွေအတွက်မနိုင်မနှင်းဖြစ်စေပြီးအခက်အခဲတွေရှိပါတယ်။ဒါအပြင်အကူအညီပေးရေးလုပ်ငန်းတွေမှာစစ်တပ်ကပူးပေါင်းပါဝင်ခြင်းမရှိဘဲစောင့်ကြည့်ထိန်းချုပ်တာမျိုးတွေကြောင့်စိန်ခေါ်မှုတွေလည်းများခဲ့ပါတယ်။ကစေးသမားတွေအနေနဲ့အကူအညီပေးတဲ့အခါမှာလည်း ကြုံတွေ့ရတာတွေကပြင်းထန်တဲ့အတွက်စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေရတဲ့အထိဖြစ်စေခဲ့ပါတယ်။မင်္ဂလာပါရှင်။မြန်မာနိုင်ငံတော်အန်းကလူ့ခွင့်ရေးနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို တင်ဆက်ပေးနေတဲ့ဒိုးတန်အပတ်စဉ် podcast အစီအစဉ်ကနေကြိုဆိုပါရစေ။ဒီ season ကို Foundation Hero တွေကကူညီပံ့ပိုးပေးထားတာပါ။ဒီတစ်ပတ်အစီအစဉ်ကိုတော့ဒိုးတန်ရဲ့သတင်းတောက်ကဆက်လက်တင်ဆက်ပေးသွားမှာပါ။သောမအတွင်းလုံခြုံရေးအခြေအနေတွေကြောင့်နာမည်တချို့ကိုပြောင်းလဲအသုံးပြုထားပါတယ်ရှင်။ မက်လ28ရက်နေ့ကငလျင်ကြီးလှုပ်ခတ်ချိန်ကနေစပြီးတော့ဒီစေးုံကားတန်တညံညံကိုမန္တလေးမြို့ရဲ့နေရာအနှံ့မှာကြားနေခဲ့ရတာပါ သူတို့ကထိခိုက်ဒဏ်ရာရသူတွေနဲ့တေဆုံးသူတွေကိုတင်ဆောင်ပြီးတော့အခောက်ခောက်ခါခါဖျက်ဆီးမောင်းနှင်နေကြပါတယ်ခုကြားနေရတဲ့အတန်ကတော့မန္တလေးမြို့ကရပ်ဖတ်လူမှုကေဆေးရေးအသင်းဖြစ်တဲ့အပြူအောင်နှင်းစီအသင်းရဲ့ကားတန်ဖြစ်ပါတယ် ဒီအသင်းကိုအသက်40ဝန်းကျင်အရွယ်ကိုမင်းမင်းက2019ခုနှစ်မှာစတင်ပြီးတော့တည်ထောင်ခဲ့တာပါကိုမင်းမင်းနဲ့သူ့အဖွဲ့ကငလျင်စဖြစ်ချိန်ကလေးကနေအခုချိန်ထိအဖွဲ့မှာရှိတဲ့လူနာတင်ရင်နှစ်စီးနဲ့ကုညီကယ်ဆယ်ရေးတွေကိုမနာမနေလှုပ်ဆောင်နေကြတာပါအခုကတော့ကျွန်တော်ဒီဆေးရုံစင်လမ်းကြောင်းလေးကိုကားတစ်စီးနဲ့သွားမယ်။တစ်စီးကတော့ကျွန်တော်တို့ Sky Villa မှာဒီ body ကောက်ဖို့ပေါ့ ျွန်တော်တို့အဲ့မှာစတန်ပိုင်းတော့နေပြရမယ်ဗျာသူနေစဉ်အလုတ်ကပြိုကျနေတဲ့အဆောက်အဦတွေအောက်ကနေထုတ်ယူလို့ရတဲ့တေဆုံရုပ်အလောင်းတွေကိုတကြိုရာတောင်ရင်းမြောက်ရင်းတုတ်တန်စီကိုတည်ယူပို့ဆောင်ပေးရတာပါပူပြင်းတဲ့နေရာတီအောင်အကာအကွယ်တွေနဲ့လှုပ်ဆောင်ရတာကတကယ်ကိုမလွယ်တဲ့အလုပ်ပင်မဲ့သူကတော့လှုပ်ဆောင်နေစေပါတေဆုံရုပ်အလောင်းတွေနဲ့စိတ်မချမ်းမြေ့စရာမြင်ကွင်းတွေကိုအမြဲမြင်နေရတာတွေကြောင့်နေ့စဉ်ထမင်းစားဝင်မှုတောင်ခတ်တယ်လို့ကိုမင်းမင်းကဆိုပါတယ် အခုချိန်ဒီကိုအသားရင်းမစားဘူးเนาะကျွန်တော်စားလို့မရဘူးเนาะဒီကျွန်တော်ဆို save ဖြစ်တဲ့ဟိုကျွန်တော်တို့၄စစ် mask တွေပေါ့အဲ့လိုက်တက်ဒါပေမဲ့အခုလည်းမြင်ထားတာနေရောဒီအနမ်းနေရောပေါ့အခုဆိုကျွန်တော်ကသမင်း season စားရင်တော့ဒီအနမ်းတက်တယ်လားဒီဖြစ်တကအခုချိန်ကျွန်တော်ညာမကောင်းမရပါဘူးဗျပြ body တဲတယ်ဆိုတော့အိမ်မှာကလေးတွေရှိတယ်လေကျွန်တော်မပြန်ဘူးဒီအတင်းယုံမှာပဲညာအိပ်ပါရဲ့ဗျအောက်သမင်းဘူးဝီတဲ့အချိန်မှာတော့တန်စာအသားရင်းပါရင်တော့ဒီသမင်းဖြူပဲကျွန်တော်အဓိကစားတယ် ငလင်းကျောင်းမန္တလေးဒေသခံတွေရဲ့အသက်အိုးဝင်စီးစိမ်တွေနဲ့ဘဝတွေကြေမွပျက်စီးခဲ့ရပါတယ်။ထိခိုက်သေးဆုံးမှုတွေအပြင်ထောင်ထဲချီတဲ့နေအိမ်တွေနဲ့စီးပွားရေးလုပ်ငန်းတွေပြိုလဲခဲ့တာဟာလည်းငလင်းကျောင်းဖြစ်တဲ့ကြီးမားတဲ့ပျက်စီးဆုံးရှုံးမှုတွေဖြစ်ပါတယ်။ကံကောင်းစွာနဲ့ကိုမင်းမင်းရဲ့မိသားစုဝင်တွေဘေးကင်းခဲ့ပေမဲ့သူရဲ့ပြမစီးပွားရေးဖြစ်တဲ့မျက်မှန်ဆိုင်လုပ်ငန်းကတော့စိုင်းပြိုသွားပြီးအခုချိန်ထိအပျက်စီးရှင်းလင်းရေးတွေလည်းမလုပ်နိုင်သေးပါဘူး။အဲဖြစ်ပြီးနောက်ရက်ကို ကျွန်တော်စိုင်သွောဖွင့်ကြည့်တော့ပြူသွားပြီပေါ့အမှန်ကောက်တာကြီးပေါ့အကုန်ပျက်စီးတာကျွန်တော်မကြည့်နိုင်ဘူးပေါ့အဲ့အတွက်စီးပွားရေးတော့ဘာမှမလုံးနိုင်ဘူးเนาะအဲ့တော့ကျွန်တော်ခုနကလိုပေါ့ထမင်းရတော့ထမင်းတုပ်လေးတန်းတယ်ပေါ့နော်လာဝင်ထွက်ယူတယ်ခုစီးပွားရေးဆိုတာတော့ဒါဒုတိယတန်းပြန်ထားပြီလေလုံးရမီလုံးရမီရင်းနေဝင်နေဝင်နေသွားပြန် တ်ကျော်တက်ကျော်လေးအိုးဘယ်သူမှမမြင်ပါတင်တော့ကွာဟာတော်ပြီပြင်းထန်တဲ့အင်အားခုနှစ်တသမခုနှစ်ရစ်ချက်စတာစကေးရှိတဲ့ငလင်ကြီးဟာမလေးလေးမျိုးရဲ့ AR မြစ်တစ်ဖက်ကမ်းမှာရှိတဲ့သခိုင်းမြို့အနီးကိုဗဟိုပြုပြီးလှုပ်ခတ်ခဲ့ပါတယ်ဒီလောက်ခတ်မှုဟာစကိုင်းမြို့နယ်မန္တလေးမြို့တော်ကြီးကိုမိနစ်ပိုင်းအတွင်းမှာပဲမြို့ပြတ်ကြီးတစ်ဖွဲဖြစ်သွားစေခဲ့ပါတယ် မြမသမိုင်းထဲမှာအဆိုးဝါးဆုံးတဲ့တစ်ခုပါဝင်တဲ့ဒီသဘာဝဘေးမှာနောက်ဆက်တွဲကယ်ဆယ်ကူညီရေးတွေလည်းအချိန်မီမလုပ်နိုင်ခဲ့ပါဘူးကယ်ဆယ်ရဲ့အတွက်လိုအပ်တဲ့စက်ပစ္စည်းကိရိယာတွေလူဝင်အားတွေလည်းမလုံလောက်သလိုခင်မီကယ်ဆယ်ရဲ့နီးစနစ်တွေလည်းမရှိပါဘူးကယ်ဆယ်ရဲ့အဖွဲ့ဝင်တွေနဲ့သူ့မိသားစုဝင်တွေကိုယ်တိုင်ငလင်ဘေးခံစားခဲ့ရပြီးဘေးမကင်းတဲ့အခြေအနေဖြစ်ခဲ့ကြပါတယ် ကိုမင်းမင်းကတော့ကံကောင်းစွာနဲ့သူ့မိသားစုတွေထိခိုက်မှုမရှိခဲ့ပေမဲ့မန္တလေးမြို့အောင်မြေသာဆန်မြို့နယ်တွင်ကမိသက်တပ်ဖွဲ့တစ်ခုရဲ့အရန်မိသက်တပ်ဖွဲ့ဝင်အသက်15နှစ်အရွယ်ကိုမင်းခန့်ကတော့ငလျင်ဘေးမှာတိုက်ပျိုပြီးပြီးသူ့မိသားစုဝင်6ဦးကိုဆုံးရှုံးခဲ့ပါတယ်မိသားစုဝင်တွေဆုံရှုံရလို့ပူဆွေးနေတဲ့ကိုမင်းခန့်က မန္တလေးမြို့ကငလျင်ဘေးသင့်အဆောက်အဦရှင်းလင်းရေးအလုပ်တွေမှာမနာမနေသူဆက်ပြီးတော့ပါဝင်နေခဲ့ပါတယ်။သူ့ရဲ့အဖေအမေအကိုအကိုရဲ့အမျိုးသမီးနဲ့ညီမလေးအဖွားတို့ကိုဆုံးရှုံးခဲ့ရပေမဲ့စိတ်အားတင်းပြီးတခြားတိုက်အောက်ရောက်နေတဲ့ပိတ်မိသူတွေကိုလွတ်မြောက်ဖို့သူအစွမ်းကုန်ကြိုးစားပေးခဲ့ပါတယ်။ကျွန်တော်စိတ်တင်းတာပါဗျာကျွန်တော်ကျွန်တော်မိသားမိသားစုလိုမျိုးတခြားတချို့လူတွေလည်းအဲ့လိုမခံစားရအောင်လို့ကျွန်တော်အဲ့လိုလိုက်ကူညီပါတယ် ူများရဲ့ကဲတော့နေတာကျွန်တော်တော်တော်ဝမ်းသာပါပြီ။သူမိသားစုနဲ့ပြန်ဆောင်အောင်။ငလင်လှုပ်ချိန်မှာသူမျက်စိရှိမှရင်သူ့အိမ်ဘေးကအထက်မြင့်တိုက်ကြီးကသူတို့အိမ်ပေါ်ကိုပြိုကျလာတာကိုသူမြင်ခဲ့ရပါတယ်။ကဲဆယ်ရေးဆက်ပစ္စည်းကိရိယာတွေမရှိတာကြောင့်သူမိသားစုတွေကိုအချိန်မီကူညီကဲထုတ်ဖို့နောက်ကျခဲ့ရတာကိုယူကျုံမရခံစားနေရပါတယ်။ ဒါကြောင့်ငလျင်အသေးစားတွေဇက်တိုက်လှုပ်ခတ်နေပြီးအသက်အန္တရာယ်ဘေးမကင်းတဲ့ခြားကပဲရှိတဲ့ပစ္စည်းကိရိယာတွေနဲ့ပိတ်မိသူတွေကိုကယ်ဆယ်နိုင်မှုလှုပ်ဆောင်ခဲ့ပါတယ်အဲ့တော့ကျွန်တော်ကဲရတော့ဗျာအဲ့တော့ပစ္စည်းကလေးရည်လဲဘာဘာမရှိဘူးအဲ့တော့တူရယ်တန်အဲ့ဒါလေးရယ်ရှိတယ်အဲ့အဲ့ဒါလေးနဲ့ပဲကဲတယ်နေရတာပါဗျာဟုတ်ပထမရက်ကကြာအဲ့လိုမျိုးထုတ်တော့အဲ့တော့၃ယောက်၄ယောက်လောက်တွေ့ရအများကြီးဟုတ်အဲ့လိုမျိုးလိုက်တွင်းတွင်းနေဗျာအသက်ရှင်နေဟာ၆၈ယောက်လောက်လောက်ရှိတယ် ကယ်ဆယ်ရေးမှာအားစိုက်ပြီးကူညီနေတာတွေကသူ့ရဲ့ပူဆွေးမှုတွေကို စိတ်သက်သာရရစေတယ်လို့ကိုမင်းခန့်ကဆိုပါတယ်ကျွန်မိသားစုဝင်နေမြင်တော့ကျွန်တော်တော်တော်ဝမ်းနေတာပေါ့ဗျာကျွန်တော်တယောက်နဲ့ထားခဲ့အကုန်လုံးပါသွားတာပြီးအဲ့နောက်ပိုင်းမှာကျွန်တော်အားတင်းထားတယ်ကျွန်တော်ကျွန်တော်မိသားတစ်ဝက်တယောက်နဲ့ဖြစ်တော့ကျွန်တော်ကျွန်တော်မိသားစုတယောက်ကျွန်တော်မိသားစုရဲ့ဒီပြောဆိုကျွန်တော်စိတ်ကိုကမလုံခိုင်းနဲ့အကုန်လုံးကိုကျွန်တော်ကဲတယ်ရဲပါဗျာ စိတ်ပိုင်းဆိုင်ရာဆွေးနွေးအကြံပေးတဲ့စိတ်ခွန်အားပေးသူများ My Healers အဖွဲ့ဦးဆောင်သူဒေါက်တာအေရွန်ကတော့ပရာဟိတကယ်ဆယ်ရေးလုပ်သူတွေနဲ့စကားပြောခဲ့မှုပါတယ်။သူတို့ဟာကိုယ်တိုင်စိတ်ပိုင်းဆိုင်ရာထိခိုက်ခံစားနေရမှုတွေကိုတတိမမူမီတဲ့အခြေအနေတွေရှိတယ်လို့ဒေါက်တာအေရွန်ကဆိုပါတယ်။အထူးသဖြင့်တော့ကျွန်တော်တို့ဒီလိုမျိုးကိုယ်တိုင်သွားပြီးတော့ကုညီရဲ့သူတွေကဲသေးတဲ့သူတွေမှာလည်းတကယ်ထိခိုက်ခဲ့တဲ့သူတွေမှာဖြစ်တယ်လို့ PTSD လို့ဟာမျိုးတွေအဲနောက်ပြီးတော့ anxiety တို့ depression တို့ဒါတွေကလည်းအဲ့ဒီလူတွေမှာဖြစ်တတ်တယ်။ကိုယ်တိုင်ကလည်းကုညီရတဲ့သူကိုယ်တိုင်ကလည်းဒီဖြစ်ရဆိုတာနေလွတ်မြောက်လာတဲ့သူပေါ့။အဲ့ခါကျတော့အဲသူတို့ကသူများတစ်ဆိုင်နှစ်ခါပို့ပြီးတော့ဖြစ်တာပေါ့နော်။တချို့ကျတော့အဲ့မှာ emotional suppression လို့ခေါ်တယ်။ကိုယ့်ရဲ့ခံစားချက်ကိုအဲ့ချိန်မှာခဏလေးဟိုဖြောက်ထားတာပေါ့နော်။ငါဒီမှာခံစားနေလို့မဖြစ်ဘူး။ငါကုညီစရာရှိတယ်ဆိုပြီးတော့အဲ့ emotional suppression ဆိုတဲ့ပုံစံမျိုးနဲ့ခဏဖိတာပြီးတော့မှ နောက်ပိုင်းကျမှအဲ့ဒါကတအားပြန်ကြွလာပြီးတော့သူများတွေ recovery ပြန်ရလာတဲ့အချိန်ကျမှကိုကနောက်ပိုင်းကျမှပြန်ပြီးတော့ဒီစိတ်ပိုင်းဆိုင်ရာစေတနာကြီးပြန်ကြုံတွေ့လာတာမျိုးကြီးပေါ့နော်ရန်ကုန်ဒေသခံမတ်တူတူကငလင်ပိပစ်ချိန်မှာကုညီကစေးတွေလုပ်ဖို့အဖွဲဖွဲ့ပြီးတော့မန္တလေးဘက်ကိုရောက်လာခဲ့တာပါအခုသူကမန္တလေးမြို့တောင်ဘက်မှာရှိတဲ့အမရပူရာမြို့ဘက်ကိုရောက်နေပါတယ် သူတို့အဖွဲ့ကဒေသခံတွေအတွက်အခြေခံစားနပ်ရိက္ခာနဲ့ငွေကြေးထောက်ပံ့တာတွေလုပ်တယ်လို့ပြည်လဲထူထောင်ရေးအတွက်အင်ဆောက်ပေးတာရေရင်းတွေတူးပေးတာမျိုးတွေလည်းလုပ်ကြပါတယ်။သူတို့အိမ်တွေအကုန်လုံးပြက်စီသွားတာဟုတ်နော်။ပြီးတော့မိုးရာသီရောက်တော့မယ်ဗျာနှစ်နှစ်ချက်ကကြတော့အခုသူတို့ကဘေးနားမှာယာယီတဲလေးတွေထိုးပြီးနေရတာဖြစ်တဲ့အတွက်ကြောင့်မလို့အာဘလောက်တောင်မှပဲ ဟန်ဟင်းလင်းပြင်းလေးလိုမျိုးခံစားချက်လေးเนาะအဲ့လိုမျိုးလေးဖြစ်နေမလဲလို့ကျွန်တော်တော့ခံစားမိပါတယ်သူတို့တွေတော့ကျွန်တော်ကဒီအိမ်တို့ ပြီးတော့ရေပေါ့ဗျာရေကဒုတိယအချက်ပေါ့เนาะဒီမှာရေရင်းနေကန်းသွားဆိုတော့ရေပေါ့เนาะအဲ့ဒါတော့လက်ရှိကျွန်တော်တွေ့တဲ့အပိုင်းပေါ့ငလျင်ကြီးလှုပ်ခတ်ခဲ့တာတလကျော်ကြာလာချိန်မှာအဓိကထိခိုက်ခဲ့တဲ့ မန္တလေးစခိုင်းနဲ့အနီးတစ်ဝိုက်ဒေသတွေမှာကုညီရေးနဲ့ပြည်လဲထူထောင်ရေးတွေဆက်လုပ်နေပေမဲ့စက်ပစ္စည်းကိရိယာမလုံလောက်မှုတွေနားလဲတက်ကြွန်းသူတွေလူရင်းအနေပါတာတွေကြောင့်အခက်အခဲတွေရှိနေပါတယ်။ဒါကြောင့်ကုညီရေးနဲ့ပြည်လဲထူထောင်ရေးအလုပ်တွေကိုထင်သလောက်မလုပ်နိုင်သေးပါဘူး။မတူတူရောက်နေတဲ့အမရပူရာမျိုးနယ်ဘက်မှာဆိုကုညီရေးလုပ်ငန်းတွေလှုပ်ဆောင်နိုင်မှုနည်းနေပါသေးတယ်။ကျွန်တော်တို့မှာဘယ်လိုဖြစ်လဲဆိုတော့ကုရခဲ့ရမဲ့ခံစားချက်ကြီးကအများအားလုံးလို့ ဝင်နေတယ်ဗျတိလာအဲ့တော့နိုင်ငံမှာတခုထားဖြစ်ပြီဆိုရင်တော်တော်ဝမ်းနေရတယ်အဲ့လိုလိုင်းပေါ်မှာတွေ့တဲ့ဟာတွေမှာဆိုရင်တို့အသက်မသေးပဲနဲ့ဒီအောက်ကိုရောက်သွားတယ်ဒါပေမဲ့တို့ပြန်ပြီးတော့အထောက်ခံရဖို့ဘာမှမျှော်လင့်လို့မရဘူးအဲ့လိုမျိုးတည်သွားတဲ့လူတွေလည်းအများကြီးပဲလေနော်မတည်လို့ကံကောင်းလို့ပြီးသွားတယ်ဒါပေမဲ့ပြန်အထောက်မခံရဘူးဆိုတာမျိုးပေါ့ဒါတွေကြည့်ပြီးတော့တဖြည်းနဲ့ဗျာတိလာတခုတော့လုံးမရမယ်တခုတော့လုံးမရမယ်ဆိုတဲ့စိတ်ကဝင်လာတယ် မတ်လ28ရက်ကငလင်ကြီးလိုပြင်းထန်တဲ့သဘာဝဘေးကိုနိုင်ငံအဆင့်ထိရောက်မြန်ဆန်တဲ့အကူအညီတွေပေးရမှာဖြစ်ပေမဲ့စစ်ကောင်စီကဒါကိုစနစ်တကျအကူအညီပေးဖို့မစီမံနိုင်ခဲ့တယ်လို့အရက်ဘက်ငလင်ဘေးကူညီကယ်ဆယ်ရေးအဖွဲ့တွေကို စစ်ဆေးမေးမြန်းမှုတွေစောင့်ကြည့်နေတာမျိုးတွေကြောင့်အခက်အခဲတွေပိုဖြစ်စေခဲ့ပါတယ်။မေလ9ရက်နေ့အထိငလင်ဘေးမှာ တည်ဆုံးသူ3989ဦးနဲ့ထိခိုက်ဒဏ်ရာရသူ9106ဦးနဲ့ကြောက်ဆုံးနေသူ88ဦးရှိတယ်လို့စစ်ကောင်စီကထုတ်ပြန်ထားပါတယ်။တည်ဆုံးသူအရေအတွက်ဟာလည်းဒီထက်ပိုပြီးတော့မြင့်တက်လာပွဲရှိနေပါတယ်။အခုချိန်ထိမန္တလေးနဲ့စကိုင်းကငလင်ဒဏ်သင့်အဆောက်အုံပြတ်ရှင်းလင်းရေးတွေကိုတည်ချာမလုပ်နိုင်သေးပါဘူး။မျိုးကန်တွေဟာအပြက်စည်းတွေချမှာပဲအစဉ်ပြေသလိုနေထိုင်နေကြသလိုငလင်းရှောင်ကန့်တွေမှာလည်းနေထိုင်နေကြဆဲပါ ဧပြီလကုန်ထိငလျင်အသေးစားတွေဆက်လုပ်နေတာကြောင့်ငလျင်ပြီးလွမြောက်လာသူဒေသခံတွေဟာစိုးရင်ထိတ်လန့်နေကြရစေပါဗေမကင်းတဲ့အခြေအနေတွေမှာနေထိုင်နေကြတဲ့ရှင်သန်လွမြောက်သူတွေရဲ့စိုးရင်ဒုက္ခတွေကိုမြင်ရတာကဝမ်းနည်းစရာကောင်းပါတယ်ဒါတွေကိုသူတို့ဘယ်လိုပြန်ဆမလဲဆိုတော့အတွေ့အကြုံရောပေါ့နော်သူတို့ကတော့မသိပေမဲ့ကျွန်တော်တို့ကတော့ဒါတော်တော်လေးကိုဘေးနားကြည့်ရအောင်တက်ရှူကြက်တယ်ပေါ့ဗျာနောက်တစ်ခုကကြတော့ဘာရှိမလဲဆိုတော့ ီခြေတံလူလန်းစားတွေမှာဆိုရင်ဒီကလေးတွေအများကြီးရှိတာမျိုးတွေရှိတယ်ဗျာအဲ့ဒါမျိုးမှဒီကန့်နေပါတယ်မနေရကြတော့ကလေးတွေနဲ့เนาะဒီမလုံးချုံမှုနဲ့ဒီမိုးနဲ့အဲ့လိုမျိုးတွေတွေ့ရကြတော့လေကိုကလည်းလှုပ်ပေးခြင်းပေမဲ့เนาะအများကြီးလည်းလှုပ်ပေးလို့တတ်နိုင်တာလည်းမဟုတ်တော့ဒီနာကြည့်ရတာအသက်ရှူချက်တယ်ပေါ့နော် ဒေါက်တာအေရွန်ကတော့လူမှုကယ်ဆယ်ရေးလုပ်သူတွေအနေနဲ့ကူညီကယ်ဆယ်ရေးတွေနဲ့အတူအနားယူချိန်လဲထားပြီးစိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကိုကုစားဖို့ဂရုတစိုက်လှုပ်ဆောင်တင်တယ်လို့အကြံပြုပါတယ်။ကူညီတဲ့သူတွေကအချင်းချင်းမှာလဲ peer support ပုံစံမျိုးလေးပေါ့နော်အဲပြန်ပြီးတော့ဒီကူညီပြီးွားတဲ့ညနေပတ်တီပါရီညပတ်တီရောက်တဲ့အခါမှာပြန်ပြီးတော့တယောက်နဲ့တယောက်ဟိုရင်ဖွင့်တာနားထောင်တာအဲပြန်ပြီးတော့တယောက်နဲ့တယောက် support လုပ်တာမျိုးပေါ့ ။နောက်တစ်ခုကတော့ self care ဆိုတာလေးကအရေးကြီးရယ်ပေါ့နော်။ဘာလို့လဲဆိုတော့ pride လုပ်နေသူတွေတော်တော်များများမှာကိုကအရန်ကြီး sorry နဲ့အလုပ်လုပ်ပြီးအခါမှာနောက်ပိုင်းမှာကိုစီမာကရင်မထဲမှာဒီစိတ်ဓာတ်ရတွေကအမိုက်လိုမျိုးပုံလာပြီးတော့မှဘယ်လိုတောင်းရမှန်းမသိတော့ဘူးဖြစ်သွားတတ်တာပေါ့နော်။အဲ့ခါကျတော့ကျွန်တော်တို့ဒီမှာ mindfulness session လေးတွေတက်တာမျိုးလေးတွေ ပုံလေးတွေဆွဲတာမျိုးလို့နောက်ပြီးတော့ကျွန်တော်ယောဂကျင့်တာစသဖြင့်ပေါ့နော်ဒါမျိုးလေးတွေကိုအဲကိုယ့်ကိုယ်ပြန်ယူဆိုင်ပြပြန်လုပ်ဖို့လိုတယ်လိုအပ်လာပြီဆိုလို့ရှင်ဒီကျွန်တော် mental health professional တွေနဲ့ပေါ့နော်ဟိုကောင်ဆယ်လာတွေနဲ့စကားပြောတာ psychologist တွေနဲ့စကားပြောတာ counseling တွေယူတာမျိုးတွေဒါမျိုးတွေလုပ်လို့ရတယ်အရေးကြီးတဲ့နောက်တစ်ခုကတော့အနားယူဖို့လိုပါတယ်ကိုညီတဲ့အချိန်နဲ့နောက်ပြီးတော့အနားယူတဲ့အချိန်ကိုသေချာမျှတမျှတတာလေးလုပ်ဖို့လိုတယ် ိုမင်းမင်းကတော့ကုညီကယ်ဆယ်ရေးတွေလှုပ်ဆောင်နေကြတဲ့ရက်ဖက်လူမှုကုညီရေးအဖွဲ့တွေအနေနဲ့လည်းအကူအညီပေးရေးအပိုင်းမှာငွေကြေးအခက်အခဲတွေ ရှိလာသလိုထောက်ပံ့မှုတွေလည်းလိုတယ်လို့ဆိုပါရယ်ဒါပေမဲ့အကူအညီပေးမှုတွေကိုရက်တက်မှာမဟုတ်ပဲပြန်လည်ထူထောင်ရေးပြီးတဲ့အထိဆက်လုပ်သွားမယ်လို့သူကဆိုပါရယ်ဒီမှာကျတော့ကျွန်တော်တို့ရဲ့ခေါင်းစဉ်ဟာကယ်ဆယ်ရေးပေါ့နော် ကယ်ဆယ်ဆိုကျွန်တော်တို့တင်းသားတွေကိုကျွန်တော်ဥဆောင်သူဖြစ်တဲ့အတွက်ကျွန်တော်ကိုနိုင်ကလည်းနားလို့မရဘူးပေါ့ကျွန်တော်တို့ကဒီခန်းကဏ္ဍတစ်ခုမှာဘယ်လောက်ဒီကျွန်တော်ပါဝင်ပြီးတော့ကူညီပေးနိုင်မလဲပေါ့အဲစုံကန်းတိုင်အောင်ကျွန်တော်ကူညီပေးရှင်လို့ပါဗျာတို့တန်ရဲ့ဒီတစ်ပတ်အစီအစဉ်ကိုနားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင် နာဆင်သူတွေရဲ့လူမှုကွန်ရက်ပေါ်ကနေဝေဖန်ကြံပေးတာတွေကိုလည်းကြိုဆိုပါရစေ။လူခွင့်ရေးဆောင်မတွေကိုနှစ်ပတ်တစ်ချိန်တင်ဆက်ပေးမှာဖြစ်လို့ဒို့အတန်ရဲ့ page ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုရစေ။ဒီ season ကိုလူရှင်တွေရဲ့ကူညီမှုနဲ့ Foundation Hero တွေကပံ့ပိုးပေးထားတာပါ။ဒိုတန်တန်လွဲ့အစီအစဉ်ကို Frontier မြန်မာရဲ့ website နဲ့ Facebook စာမျက်နှာတွေအပြင်ဒိုတန်ရဲ့ Facebook စာမျက်နှာ SoundCloud YouTube iTunes Spotify နဲ့ Telegram တို့ကနေလည်းဝင်ရောက်နားဆင်နိုင်ပါတယ်။နောက်တစ်ပတ်မှာထုတ်လွှင့်မယ်2 Tan Podcast ကိုလည်းစောင့်မျှော်နားဆင်ပေးကြပါအောင်ရှင်။